မခင်ခင်သူရဲ့မအင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း28ဉီးနဲ့ဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။ဒီနောက်ပိုင်းရက်ဒီမှာတော့ခြောက်သွေ့ခြင်းနဲ့ပဲစီပဲဝယ်မှမသိရတော့တန်ရော်စိတ်ကလေးမအင်ကန်မှာရှိနေခဲ့သည်။အသက်20တည်တည်ကျော်ရွန်ရှိသေးတော့လေညင်းထဲမှာမျိုးမြီဖော်ပြရန်ခက်လာတော့ခံစားမှုတစ်မျိုးကရင်မှာခုနေခဲ့တာမကြလာသေးပါ။မှန်တာပြောရရင်ကိုပြေသိန်းကိုတော့လွမ်းမိတာ။ ချစ်သူမဟုတ်ရေးစားမဟုတ်ခလုတ်တိုက်အောင်လာခြင်းလို့လဲမြားနိုင်မှန်းသိပါ၏။ဒါပေသည်ရွာလမ်းမှာဖုံထားလေညင်ကောင်းစည်းကိုလူချောကိုမဲ့ရင်ကံမျောမိရပါ၏။တခါတခါရက်ကန်ရုံစီကထွက်လာသောတော်တလေတချင်းတန်လေးတွေကလည်းမဲ့ရင်ကံရင်ကိုဖုံစေခဲ့သည်။တချင်းတန်ကခန့်ညင်းညီတန်ဆိုတော့လွမ်းစရာလဲကောင်းပါ၏။လာတာကြံပြင်းပိုင်းရဲ့ခွေတခင်လိုလိုလင်းလိုလိုစောင်းညိုကပါရွှေခေါင်းရင် လာတာချမ်းပြင်းဘိုင်းရခွင်တခင်တပိုင်းနင့်တပိုင်းဆောင်ဖြူကာဘရွှေဖီပန်းလာတာချမ်းပြင်းဘိုင်းရခွင်တခင်တခုလင်တခုဆောင်ဝါကာဘစကဝါပန်းမျော်ရွှေပါရပြုတ်ချဝေး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 အနောက်ဆိုတော်ချေစာနေကြဘောဤလိုရင်ရွှေကျိုးရွှေကမြင်လာလားလာပါမလားဤလိုရင်သူရတကြီးဟိုရဲ့ဝီတိချဘူးပေါ်ဤလိုရင် လာဟုကိုကိုရဲ့ကျဲဖွေးဖွေးငေးရတာလဲမောပါ၏တကောင်လာချင်းကျဲတွေဝင်ပြင်းရတာလဲညောင်းပေါ်၏အာယုံလာမင်းကျဲတွေချင်းဒင်းမလာလဲနေတော့၏ငါ့အမများဆောင်းဆူနေကြရောလားတခြင်းကြောင့်မရင်ကန်ပြုံးလဲပြုံးမိရပါ၏တခင်လိုလိုလင်းလိုလိုတခင်တစ်ပိုင်းလင်းတစ်ပိုင်းတခင်တစ်ခုလင်းတစ်ခုဆိုတာတော့မဟုတ်သေးပါဒါဖြင့်ကိုပြိတ်သိမ်းရင်လာပါတော့ကြီးကန်းတမောမောလို့မျှော်ရမယ်ဤစားလား ဲ့ဒါလို့လည်းမဟုတ်ပြန်ဘာမှမသိရတော့ဝေဒနာပင်ဒီရက်တွေထဲမှာမယ်ကန်တွဲမဆန်းတော့လေထူးသည့်တည်င်းတွေကြာရပြန်နေတရက်မှာမိပန်းယုံကမယ်ကန်ကိုအသာလက်တို့ခေါ်ကအခင်းနေပဲထွက်ခဲကြသည်မယ်ကန်လည်းအသာလိုက်သွားယုံသာအခင်းဆက်မှာဖျုံညွန်းဟင်းနုနဲ့ညွန်းကလေးတွေစိတ်ကြိုင်မိပန်းယုံကပြောပြသည်တမီးအမေစကားပြောချင်လို့ခေါ်လာတာအိမ်မှာပြောမဖြစ်လို့ဒီလိုတို့အိမ်ကဖို့တို့ရှိပါရောလား ဖုတုံနဲ့ကျေးဦးနဲ့ကလူငယ်ချင်းရင်ငယ်နေကြပုံပေါ်တဲ့မောင်နေထမရီလိုနေကြလို့တာကိုတမီရဲ့သွေးမတော်တမ်းဆက်ဆိုတော့လေမလွန်ဆန်တာဘူးဆိုတာအမေနားလေပါရဲ့ဒါပေတီနှစ်ယောက်စလုံးကအမေတို့အိမ်မှာနေကြတာမဟုတ်လားမတော်ကြီးနေခရာตายာချင်းနဲ့လခွင်းဖျန်းဆိုတာလိုပဲဆောင်းလျှောက်လာခဲ့သမျှအယုတ်ဆိုအကျဉ်းတန်သွားနိုင်တာလေထဲ့တွေ့ရသေးတယ်လေဟုတ်တော်ဟုတ်ရလားမီရဲ့ကျေးဦးပြမဲ့ကန်နဲ့အတူရှိနေတာပဲမဲ့ကန်ပြင်ထူးခြားတယ်မထင်မိပါ အမေတို့ကငယ်ရအကြီးလာတာပါ යි မင်းကလေးဆိုတာကမျှော်ကြိုက်ကြရတာပါကျေးဦးဘောပြင့်မတင်ပါဘူးဖိုတိုကလည်းဒီနှစ်မှလူကောင်းကြီးထွက်လာပြီမယ်အသက်မငယ်တော့ဘူးလှအောင်လည်းရိတ်မိလောက်တယ်မကြညွန်းတော့အမေမပြောသေးဘူးအမေတို့ကထိမ့်ရမှာပေါ့အရွယ်တိုင်လို့ယူကြတော့လည်းမတားတာပါဘူးတဘောပေါ့အဲ့ဒီတော့ဖိုတိုကိုအောက်စင်အိဖို့အမေပြောလိုက်ပြီဟိုဘက်ရွာလေးပဲမယ်နွားနွားတခုပူတာတွေကြကြနေရတာကိုအကြောင်းပြရတာပေါ့ဖိုးကူတော့သမီးတို့ဖော်ရအောင်ထားပါအောင်မယ် ဲ့ဒါသမီးကိုပြောချင်လို့ဟုတ်ကဲ့ပါမီနောက်ထပ်သတင်းတစ်ခုကတော့ရွှေမုံသတင်းထုံစံတိုင်းမီရွှေမုံဝတာအောင်နေပေးစားမှုကြီးတော်ဆန်ရွှေလိုဘက်ကပြင်ဆင်နေကြသတည်းဒီစကားကိုတော့ဂျေဦးကပဲတည်လာခဲ့ပါ යි ညာပဲအိယာဝင်တော့ဂျေဦးကကြားလာရသည့်သတင်းကိုပြောပြခဲ့သည်ရွာမှာအလူကျဲသွားတာကြားပြီးရွှေမုံကဖက်စင်ကိုနောက်တစ်ခါပွေလိုက်ကများပြီးကိုနောက်ကိုင်းစီရင်ဝင်သွားခဲ့သည်မဟုတ်လား ရွှေမုံတို့ဘက်ကလည်းတောင်းတောင်းကတာရှိပေသည်။ခြီတော်ဆန်ရွှေတို့တိုင်ပိုင်းကိုမလွန်ဆန်းသာသားသုံးယောက်ကိုဖက်စိန်ကိုနောင်ကန်သုံးယောက်နဲ့ပေးစားခြင်းဒီပင်ကြီးတော်ဆန်ရွှေ၏အိမ်မက်တွင်မဟုတ်လား။ခုတော့လေရွာကတွေ့ကြသည့်အတိုင်းတကယ်ဖြစ်ခဲ့ပါပကော။ရွှေမုံကကောဘာတဲ့လဲ။ဘာပြောလို့ရမှာလဲမအိမ်ကန်ရဲ့လူချင်းချင်းပြောဆိုကြောင်းမြတ်ကြဖို့တော့နားဖောက်ပြီးသွားကြပြီ။ကြီးတော်ဆန်ရွှေကတော့မြောက်တော့တဲ့ပင်မထီတလို့ပဲပေါ့ကြီး။ရွှေမုံကိုဝဲယူတဲ့သဘောပါပဲ။ ငါကြားတလောက်တော့ရွှေမုံကလည်းလူချင်းချင်းမှာဟုတ်လားကြည်ဦးလူချင်းချင်းပေါ်တာအောင်ကိုကြိုက်တာလေအပုံဟာကွန်းတောင်ကင်ကြရလို့မမျောဝင်းကြတာမိုက်ရင်ကန်ရေရွှေမုံကကွန်းတောင်လဲကန်ရတာအောင်လဲရဆိုတော့ဘွားလာပြီလို့တွက်နေမှာပေါ့ဥပန်းရောင်ရောင်ဖောင်းရောင်ရောင်မှာကြည်ဦးရဲ့ဖြစ်ရပုံများတာအောင်တို့ဈေးကောင်းလားချီလားထိုညကမိုက်ရင်ကန်ရင်ထဲကအနာဟောင်းပြန်ကြွားလာခဲ့သည် ကြီးတော်ဆန်ရွှေကသူ့ကိုလူပုံလဲမှာရှက်ခွဲခဲ့သည်သူ့သားနှင့်ဆွဆွဲခဲ့သည်ကြီးတော်သားကမလောက်ဆရာမှမရှိတာမိန်ကန်ကတာအောင်ကိုမှန်ပါမလားလို့ခြေပါခဲ့သည်အခုတော့ဘာပဲပြောပြောပါရင်ငါသားကရွာကွန်းတော့ကိုင်းနဲ့ညသားအေးညသားတင်ကြီးလို့လို့ကြီးလို့လို့ပါလို့များဆိုချင်းရောလားရွှေမုံကတော့ကောကွန်းတောင်လဲကန်ရတာအောင်လဲရဘဝလာပြီးတဲ့လားတာအောင်ကလည်းမထူးပါယောက်ျားတမဲအချင်းတန်သူပင် အခုတော့ဒီသုံးသားဆုံးတော့ဖိုခလောက်ဖြစ်ရပြီဒီဖိုခလောက်တွင်ကမိတောက်တွေတင်းကြီးကြီးတောက်လောင်ကြတော့မိဒါပေဒီမအိမ်ကန်ရဲ့တို့ရွာမင်းကလေးတွေခင်ဗျာကိုရွာကကိုလူမျိုးလှည့်ယူကြရတာနဲ့စီဆုံးပုတ်တလို့နေနေကြရတာကြီးပါ යි နွားများခလောက်မိတန်ဆက်ယုံနေတော့နှမ်းပုံမထွက်ဘူးမအိမ်ကန်ရဲ့ညီအိမ်ထောင်ရသားပြင်းပညာတက်လူကြီးတန်မြို့သားကိုမှတ်မိုင်းညီယောကတော့တာနဲ့ညာရမယ်ယုံမဟုတ်ဘူးကတော်ယုတ်ခဲ့ ဈေးဥစကားကြတော့မဟင်ကံမှာသူစိတ်တန်နေတထက်တဲ့ကြာနေသည့်အတွက်ယင်ထန်းတွင်သွားရသည်။နှွားများခလောက်မြည်တန်ဆန်းယုံနေနှမ်းပုံမထွက်ဘူးတဲ့။ဈေးဥပြောချင်တာမဟင်ကံတိပါ යි ။ကိုနောင်ကင်ကတထေသားပဲရရန်တထေသားကကိုနောင်ကင်ကိုပဲယူယူ။ကိုလိုသူလိုလူချင်းတုံရင်တုံရင်ပါပဲဟုဆိုလိုချင်မဟုတ်လား။ဈေးဥမျက်နှာလေးကိုမဟင်ကံငီးချင်နေခဲ့သည်။အင်းဈေးဥရဲ့ညီလေးကြီးစားနေမဟုတ်လားအချစ်ဆိုတာဆန်တော့ဆန်တာ ကျေးဥကိုထုံမင်းခြင်းတော့လဲမမေ့ရင်ခမရွှရှာလိမ့်မည်ကျေးဥနဲ့ဖိုးတုတ်တို့တော်ချင်းဆိုတာကိုရှာတွေ့ခဲ့ကြပြီပဲမြို့သားတော်မယူပြစီနဲ့ကျေးဥရဲ့ခေါင်းနောက်သားနဲ့ထုံတဲ့ရစာပုတ်ယူနေရပါအောင်မယ်ကျေးဥပြောခဲ့ဖို့ဒီစကားကိုဆိုလိုက်တော့ကျေးဥကရည်သည်နှစ်ယောက်သားငိန်သွားတော့လဲကိုတွေ့များနေကို1942ခုနှစ်နှစ်စံပိုင်း1303ခု ပြတော်တပိုးတွဲလား ဆောင်းရတီရခတိုင်းနှစ်တေထဲပို့ပြီးအေးလွန်လာပါမယ်။မရင်ကန်တို့ခြံဝင်းပါမှာတောကြီးထားနေသောခေါသစင်ယုံကြီးကဖုတ်ဖေးလောက်အောင်ပွင့်နေသည်။မယ်ရင်ကန်တရားမနဲ့ဆစောတဲ့ကခေါသစင်ခက်တီချိုးကမယ်ရင်ကန်တရားမနဲ့ဆစောတဲ့ကခေါသစင်ခက်တီချိုးကဖျားတင်းသည်။တနခိုင်းရေကြေးကလေးလူပြီးစတုံးတဝိုင်းကိုသစင်ပန်းနေဝင်းနေအောင်ပန်ထားလိုက်ဖြင့်ထဲရင်ဖုံးအင်ကြီးလက်ရှိကလေးကိုအပေါ်အားထပ်ဝစ်ပြီးရကန်းယုံပတ်ကူခဲ့သည် ဆောင်းသီးနှံပေါ်ချင်းဆိုတော့အင်ရှိလူကောင်အာရနာကြတီးမရှိကြတော်ထဲတိနံတိန်သွားသူကသွားထမင်းဟင်းချက်သူကချက်ရက်ကန်ခက်သူကခက်မဟင်ကန်ကိုယ်တိုင်ရက်ကန်တန်းစင်းပြီးအထယ်ရေကွက်ဆန်းထွင်ကရက်ကြီးနေမိပိုင်းထိုးစင်မှာပဲအင်ရှိကိုလဲတစီထိုးရက်သွားကလမ်းတန်ပြူတန်ကိုကြာလိုက်ရသည်အိမ်ဝကိုလဲဆိုင်သည်နင်းဖိုးဘူးကဝင်းကားကြီးကိုပြေးဖုန်ပေးသည်မြင်းချက်မျိုးမှာဆရာကြီးဥပါခင် ဆရာလေးကိုပြေသိန်းနဲ့တူဧည့်သည်နေရာ300ကိုလမ်းမြင်လိုက်တော့မဟင်ကံအော်ဝန်းတာဖြစ်သွားရပါိုင်းကြွကြပါရှင်ဆရာလေးတို့ကို မျှော်နေကြတာပါဖိုးကူလှဲဝိုင်းဖြုတ်စမ်းနွားတွေကိုတစ်ပိရိမ်မှချီအစာကျွေးလိုက်နော်မိပန်းယုံကဧည့်သည်တွေကိုစီချိုးသည်ဧည့်သည်တွေရောက်လာသည်ဖြင့်မဟင်ကံတို့အိမ်ကြီးမှာလှုံ့လုံရွရွရှိလာခဲ့သည်ဦးတာထန်းကကိုဖိုးဝင်ကိုဟင်းရန်ရှာခိုင်းလိုက်သည်မလာအောင်နေသေးဦးတို့က အင်းရောက်ထက်ကတင်ကြီးနှစ်ချက်မှာကိုဇော်ခင်ခေါင်းအုံးနဲ့ညဆောင်များချပေးကြ၏ခင်းဝေးရလာကြတော့ဧည့်သည်များခြေစင်းလဲလိုအနားယူနိုင်ရန်ဖြစ်ပါ၏ရင်ွေပွဲကွန်းစီလက်ဖက်ဆုံတဲခင်းကြသည်ဆရာကြီးတို့ကကြောင်ချန်းကုန်းမှာတထောင်နာပြီးသည်နှင့်ချီတော်ကုန်းကိုဆက်ကူကြမည်ဟုဆို၏ချီတော်ကုန်းကကြောင်မှာဆရာမရှိတော့သဖြင့်ကိုပြေသိန်းကိုအဝင်ပြရအောင်မည်ဟုဆိုပါသည် အဝင်ပြပြပါအောင်ဆရာကြီးရဲ့ညောင်စန်းကုန်းရောက်တခိုက်တညတော့တဲစီချင်ပါတယ်ကျုပ်တို့ကလည်းအဲ့ဝကြည်လိုက်ချင်ပါသေးတယ်ဆရာကြီးရဲ့အချိန်နေရတနေ့ရွှေတနေ့ဝင်ဖြစ်နေပါတယ်တကြီးမင်းရဲ့အခုဟာတကယ်အကျက်တဲကြီးစိုက်နေပါပြီကျွန်တော်တို့လုပ်နေတဲ့နိုင်ငံရေးရတပါတာဆိုသလိုခွင့်ကလေးပြုတော့ပညာရေးကိုအခြေချထားလိုက်ဖို့ပါပဲခေကာလာချင်းနေရတော့ရွာကအမှုပွဲစားပြော့သလောက်တော့ရန်ကုန်မြို့ကိုဂျပန်နေဘုံကျဲဆိုသလိုလို့ဟုတ်ခဲ့လားဆရာကြီး ဟုတ်ပါတယ်ခင်ဗျာနှစ်ကုန်ခန်းနီးမှာပဲဘုန်းနှခါကျဲလိုက်တာလူတွေထောင်ချီသေးကြတာပဲစပန်လင်ရအစင်းရတရားကြော်ပါတယ်မြတ်စွာဘုရားဒါနဲ့မောင်မြတ်သားတယောက်ကိုဘာတင်းများကြပါတယ်ဆရာကြီးဒီမေခွန်းကိုတော့ဆရာလေးကိုပြေသိန်းကဝင်ပြေးသည်အခင်မြတ်သားနေကောင်းပါတယ်နှလောဆယ်တော့ညံကုန်မှာရောက်နေပါတယ်ဦးမင်းခင်ဗျာမယင်ကန်ကတော့ကိုပြေသိန်းတို့အကြောင်းလာဖွင့်တာကိုဝန်သားတယ်လို့ဒီရွာလေးမှာကိုပြေသိန်းရှိနေတော့မှာကိုတွေ့ရင်ပြောနေခဲ့သည် ဧည့်သည်တွေထမင်းခုခတ်ကြေးရတာကိုပင်မမောနိုင်ပဲရှိနေခဲ့ပါဤတဲ့လက်ထွက်စေးတော့မယင်ကန်ကိုယ်တိုင်ရေလောင်းပေးသည်အတွင်းမှာစကားသံနေညံနေသဖြင့်မယင်ကန်ကပြောချင်သည့်စကားကိုခတ်တူတူပြောလိုက်သည်ဒီတစ်ခါကြာလိုက်တာကိုပြေသိမ့်ရင်မယင်ကန်ပြင်တတိရရနေတာကိုပြေသိမ့်ကမယင်ကန်ကိုတစ်ချက်ဆိုင်ကြည့်ကပြုံးပြသည်လက်တော့ဝါဖြင့်လက်ကိုတုပ်ပြီးမယင်ကန်ကိုပြန်ပေးသည်မယင်ကန်က လက်တော့ဝါလှမ်းယူမှာကိုပြေသိန်းကတိုက်ပုံထဲကစာအိတ်တအိတ်ရောထည့်ပေးလိုက်သည်စာကစာအိတ်ပါတော့လေခောက်ယူခောက်ချိုးခောက်ထားလိုက်တာဂျင်းမွားနေလေးပြီသခင်မြတ်သာပေးလိုက်တာပါမအိမ်ကန်မအိမ်ကန်လက်ထဲပဲထည့်ပါတဲ့လူကြုံနဲ့ရောက်လာတဲ့စာပါကျွန်တော်လက်ထဲနည်းနည်းကြသွားတယ်မအိမ်ကန်ကအခုစီကစာဆိုတော့ဝန်တာသွားသည်ပြီးတော့မအိမ်ကန်လက်ထဲပဲထည့်ပါဆိုတာကဘာသဘောပါလဲအကိုတို့အဖွဲအတွက်လူခန္ဓာများလား ကိုပြေသိန်းတို့ရဲ့တဲ့ရင်ကြည်တော်ကုန်းရွာဘက်စီကူဖို့ထွက်သွားကြတော့မယင်ကံအပေါ်ထက်ကိုပြေတက်ခဲ့သည်။စာအိတ်ကိုဖွင့်လိုက်တော့အစာကဗလာစာရဲ့နေရေးထားသည်စာညများလဲရေးမထားသို့တော့ဒီနေနေကလေးသောစာတိုးကလေးသည်ပင်မယင်ကံရင်ကိုတတဲတဲခုံတိုးနေလေသည်။စာဖက်ပြီးတော့အခါမယင်ကံမျက်နှာတွင်ရှက်ခြင်းကြောက်ခြင်းထူပူခြင်းအံ့ဩခြင်းဝမ်းသာခြင်းဝမ်းနေခြင်းစသောခံစားမှုပေါင်းများစွာကချီအောင်ဆုံးထိတ်ခတ်ထားသောအဖြစ်ပေါ်လာခဲ့သော ရောင်သွေးစုံတို့လှရည်လှရည်တက်လာခဲ့လေသည်1304ခု ပထမဝါဆိုလာဆုံးလေးရင်နှမကလေးမအိမ်ကန်ကိုမမြတ်သာစာရေးလိုက်ပါသည်ဒီစာကိုတော့နှမကလေးသာဖတ်ရန်မှာလိုက်ပါသည်အခုမှအစာမြဲမြဲရေးဖို့ရလဲအခွင့်မသားသည့်အတွက်လူရင်းကိုသာရေးလိုက်ပါသည်နမကလေးကောင်းစားတာကိုမြင်လို့အကူမရေးမဖြစ်ရေးလိုက်သည်လို့ပင်မှတ်ပါတော့နမကလေးအွေရောက်ပြီး 20ကျော်ရဲ့ဟာမိန်းကလေးတယောက်အတွက်အခါလင့်ပြီးဟိုဆိုနိုင်ပြီခေအခါကာလအလျောက်ရောအသက်ရွယ်ရကြပြီဖြစ်တော်မိပါများအတွက်ပါအကိုအမျိုးမျိုးစဉ်းစားပြီးမှရေးလိုက်သည်ဟူတာမှတ်ပါလေနှမကလေးအိမ်ထောင်ပြူပါအထူးပြောလို့ဒီမှာမောင်ပြေတင်းကနှမကလေးကိုမြတ်တာရှိနေကြသူ့ပြောစကားများအရအကိုရိပ်မိနေ၍ဖြစ်ပါသည်မောင်ပြေတင်းမှာမျိုးရိုးစားသည်ဇာရိုက်တာနှင့်မိကုံဖားကုံရှိသောမျိုးကောင်းသားပညာတတ်ဖြစ်၍အကိုအနေဖြင့်လည်းသဘောတူမိပါသည် နိုင်ငံရေးရာအကိုနှင့်မတူတာရှိ တူတာရှိဆိုတော့လေဖြောင်းမဲ့သူတို့အဖြစ်အကိုယုံကြည်လျက်ရှိပါသည်ဒီစာကဓမ္မကလေးကံအတွက်စံကောင်းစံနေပါလိမ့်မည်သို့တော့လောကနိယာမသာဖြစ်ရအထူးရှင်ရစရာမရှိပါကံကလေးရင်အောင်ရေးတွေ့ပြောရခြင်းဖြစ်ပါကျမ်းမာချမ်းသာပါစေကိုမောင်မြတ်သား yes အကိုလုံးလုံးဆယ်ပြင်မနာမျိုးတွင်ရှိနေပါသည်မကြမီတွေ့နိုင်မည်ထင်ပါ၏ မယင်ကန်ကစာရွက်ကလေးကိုရနွမ်းရီပါလျာလာပြီးဖြစ်သောစာအိတ်ဟောင်းကလေးကိုပါငင်ကြည့်နေခဲ့သည်စာဖက်ခါစာတုံးကတော့မယင်ကန်မျက်နှာမထားတတ်ခဲ့ပါအကူမောင်မြတ်တာကိုမြင်ရပါပဲလျက်ရှင်နေမိခဲ့သည်ရှက်ချင်းနဲ့အတူကြောက်ချင်းထူပူချင်းအဟောချင်းဝမ်းသာတယ်လို့လို့ဝမ်းနေတယ်လို့လို့ခံစားရချင်းများတပြိုင်တည်းခံစားနေခဲ့ရသည်အကူနဲ့မယင်ကန်တို့မှမှနှစ်ယောက်ဖို့ကံကောင်းသည်ဆိုရပါမည် အဖေကလည်းသူ့သားမို့အမေကလည်းသူ့သမီးမို့ဆိုတာမျိုးမရှိဖေတူမေကွဲမောင်နှမဆိုတော့လေမောင်ရင်နှမမမငယ်စဉ်ကပင်မိန်ကန်ကိုလိုလိုက်ခဲ့သည်ချစ်ရှာခဲ့သည်မိန်ကန်နဲ့အသက်ချင်းกว่าတော့ဒုဒူပေါင်ဖက်ကစားခဲ့ရတာမျိုးမရှိတော့လေနှမကလေးလိုချင်တာမှန်သမျှမျက်နှာညိုမခန့်ခင်တခါကဝိုင်းတိုင်စီယိုဆက်မှာပေါင်နေသည်ပုံညက်ပင်ပြုတ်ကလေးမှာပုံညက်ပန်းနဲ့အဆုပ်လိုက်ခဲလိုက်ဖုတ်ဖေးလုံးလျက်ရှိရာ မဟင်ကံမှာပန်းနေကိုမော့ကြည့်ရင် ခုံဆားခုံဆားဖြစ်နေခဲ့သည်ဒီပင်ကလေးကဒီနေ့မှပန်းစားပြခြင်းဖြစ်သည်မဟင်ကံကပုံညာပန်းနေလိုခြင်းသဖြင့်အကိုကိုခုပေးရန်ပူဇော်ခဲ့သည်အကိုကသူ့ရဲ့မောင်သူ့ရွယ်နီးတက်ခူးလင်းခူးဝါတချူနဲ့ချူလင်းချူပုံညာပန်းနေခိုင်းလိုက်ရနိုင်တော့လေမဟင်ကံတွက်ကတော့မြင်လွန်နေသည်အပင်ကတိတ်ကြီးလာတာတော့မဟုတ်ပါပင်စီလုံးဒီပင်လက်တွင်တက်ဆုံတရင်ရောလာတာရှိသေးပင်ကံလေးကပဲနှခိုင်လိုချင်တာတော့ အပင်လုံးလို့ချင်တာရစီမပြတိတ်မကြပါကံကလေးရင်ပန်းနေလာကူလဲတော့လို့အော်တဲ့ပြင်မရင်ကံပြေးလာခဲ့သည်အခုလို့သူကပုံညက်ပင်ကြီးကိုပြရင်တပင်လုံးခုပေတော့ပြတယ်ဟုတ်ပါပုံညက်တပင်လုံးခုစမ်းပါလေသို့တော့အပင်ကပင်စီရခုတ်လဲထားတဲ့ပြင်ဇွန်ထိုးမကုန်မရင်ကံခမာပန်းနေကူရင်ကျူကျူပါငုံရပါအကိုအပင်လဲခိုင်းတာမှမဟုတ်တာကြီးကိုနောက်နေ့ဘယ်လိုလုပ်ပွင့်တော့မှာလဲ ကန်ကလေးပဲတပင်းလုံးလို့ချင်းဆိုဒီနည်းရှိတာဗျာဒီတော့ကကိုကောဖေးဆူတာလဲမမေးသေးနှမကောဒီလောက်လို့လိုက်ရပါမလားလို့ဆိုချင်းဖြစ်သည်အကူကတော့ခက်အေးအေးပင်သူ့လှုပ်ရှားရှိတာလှုပ်ပေးရလို့ဝမ်းသာသည်ပုံပင်ဖန်နေခဲ့သည်နောက်တစ်ခါတော့မအိမ်ကန်ကခြံတောက်ကဆက်တဖူးယုံကြည်ကိုပြရင်ဦးဦးလင်းအားပွင့်နေကြသည်ဆက်တဖူးပန်းနေတပင်းလုံးလို့ချင်းသည်ပူစာလိုက်သည် စတဘူးယုံကြည်ရာယုံကြည်ကြည်လာသည်ဖြစ်၍မရနိုင်မှန်းသိ၍ပူဇော်ခြင်းဖြစ်သည်ဒီတစ်ခါတော့ကိုကစာမှန်းသိ၍ပဲလားတကယ်ပြောတာပဲလားတော့မသိလေးနဲ့တော့စကားတခွန်းဆိုခဲ့သည်ဒီစကားကမအင်ကန်ဒီရွယ်ထီမမေးဒီစတဘူးယုံကြည်တော့မခုတ်ပြစေနဲ့ကံကလေးရာအမေပိုင်းယုံပြောဖို့တဲ့ဒီပင်အားမပွင့်တာနှစ်ထန်းကြပြီတဲ့ကံကလေးမွေတဲ့ညကမှထူးထူးဆန်းဆန်းပွင့်တာတဲ့ဒီစက်တဖူးယုံနဲ့ကံကလေးတို့ချင်းလိပ်ပြဆက်နေတာလို့ပြောဖို့တယ် လိပ်ပြာဆက်တယ်ဆိုတာဘာလဲကိုရဲ့ဒီမေခွန်းကိုမေးတော့ကိုမမြတ်သားတွေ့သွားခဲ့သည်ရှင်ပြရာမြေစကလုံးရွေးနေတာလဲဖြစ်နိုင်သည်မဟင်ကံကစုံမေးတော့မှာတလုံးချင်းဖြေတော့သည်လိပ်ပြာချင်းဆက်နေတယ်ဆိုတာအသက်ချင်းဆက်နေတယ်လို့ပြောတာပေါ့အကိုစကားကြောင့်မဟင်ကံမင်းထိတ်လန့်သွားခင်ရသည်အကိုကသူနားလဲတလားပြောလိုက်တာဆိုပေသည်ကြောက်များပင်ကြောက်စရာမဟုတ်လားမဟင်ကံကလည်းခုနှစ်နှစ်ရှင်းနေသမီးဆိုတော့ ဒီစကားကိုမလာအောင်အမေရသည်မလာအောင်ကဟဲကြံကြီးစီယာမောင်မြတ်တာကတော့လှုပ်ကြော်မယ်ဆိုရာလောင်းနှင်းပြီးသွားခဲ့သည်အခုတော့လဲဒါတွေစဉ်းစားရတာကပင်ညီစရာလို့လို့လွမ်းစရာလို့လို့ဖြစ်ရပါ යි အကူငငယ်ကမအိမ်ကံတွင်ဖက်စင်ကွန်တောင်လေးချုပ်ပေးဖူးတာလဲတတိရပါ යි အမေကချက်ချင်းဖေရှားပစ်လိုက်တာကကောအတွေးတွေကဖက်စင်ကွန်တောင်စီရောက်ရပြန်တော့ရွှေမုံတို့တာအောင်တို့ဘက်ကူရပြန်နီး ဒီလိုဆိုပြန်တော့ကိုပြေသိန်းရအကောင့်ထဲဝင်လာပြန်သည်ဆက်တဘူးပန်းကလေးနားပန်ပြစေဆူတောင်းခဲ့သူမဟုတ်လားအကွန်မောင်မြတ်တာငငယ်ရပြောခဲ့ဘူးတလို့ဒီဆက်တဘူးပင်ကမအိမ်ကန်နဲ့လိပ်ပြခြင်းဆက်နေတာတေးချိုင်မအိမ်ကန်ပြီးတဲ့ဆက်တဘူးပန်းနားတဖက်ဝီအောင်သာပန်ပါတော့ကိုပြေသိန်းရင်အတွေးတွေကကြောက်ကြရင်ပတင်းဝါမတူနေသည်လေးကြောင့်အကိုရေးပေးလိုက်သည့်စာရွက်နှင့်စာရေးကလေးကတဆက်ဆက်တုံနေလေသည် မဟင်ကန်ရင်နေကတော့မထူးပါတလက်လက်ခုံလျက်ရှိပါ၏ကို့စာထဲမှာခေခါကလည်းမကောင်းဘူးနဲ့ဖေတို့မေတို့ကလည်းအရွယ်ရကြပြီတဲ့အကိုရေးတာမှန်ပါ၏အဖေက80ကျော်ပြီအမေပန်းရုံလည်း60ကျော်ရှားပြီကျန်းကျန်းမာမာရှိကြလို့သာရရေးရရေးဆောင်ရွက်နိုင်ကြတာမဟုတ်လားလဲလို့အကိုင်းလို့တဲ့ဖေတို့မေတို့မပါနိုင်ကြရှာတော့တိမ်လုံးရှိသမျှလုပ်ငန်းဝါဝမအိမ်ကန်ကပဲတက္ကစီဝင်လုံးနေခဲ့ရတာကြပါ မယင်ကန်ကကိုရေးပေးလိုက်သည့်စာရက်စွဲကိုပြန်ကြည့်သည်1304ခုပထမဝါဆိုလာဆုံးလေးရဲ့ကနေ့ဘာနေပါလဲမယင်ကန်ကမြင်းချံကဝယ်လာသည့်ပြက်ကလေးကိုထားကြည့်သည်ဒုတိယဝါဆိုလာဆန်းဆဲရဲ့နှစ်ပတ်ကြာကြာပင်ရှိခဲ့ပြီအကူကတော့ပြင်မနာမှာဟူဆို၏ပြင်မနာဆိုတာကတော့ပင်မပါလေအဝေးကြီးလားမယင်ကန်ကစာရွက်ကိုပြန်ကစာအိမ်နွမ်းကလေးတဲ့ပြန်ထည့်ဖို့စိတ်ကူးပြီးမှတစ်ခေါက်ပြန်ဖက်သည် ီတစ်ခေါက်နဲ့ဆိုဆယ်ခေါက်ထက်မနေတော့ဘူးအခုဒီစာကိုဘာဖြစ်လို့ရေးသားပါလဲထိုနေ့ကမအိမ်ကအိမ်ပေါ်ကမစင်ဖြစ်ခင်ဒီစာကို ရေးရခြင်းဆောင်ရင်ကိုသာစဉ်းစားနေမိခဲ့သည်အခုတန်းဆောင်ရသည်နေ့ကမမစင်များတို့အိမ်မှာနှစ်ရက်ခိုခဲ့သည်မမစိတ်များတို့အိမ်မှာနှစ်ရက်ခိုနေရတော့အကိုထန်းကိုမအိမ်ကန်တော့မသွားရခဲ့ကြ။ ရွာထဲမှာပလိတ်လက်ထောက်တည်းရှိနေနိုင်တာမို့အဖေကပြပီးနေကြဖို့ပြောထားခြင်းကြောင့်ဖြစ်ပါ၏အခုသုံးဖို့ဆွဲဖို့ငွေစကလေးတောင်မပေးလိုက်ရတာကိုမယင်ကန်စိတ်ကောင်းဖြစ်ရပါသည်အကူကလူလုံးပြလိုက်ရင်မမစိမ်းများတို့မှာမမမမမစိမ်းများတို့ပါဒုက္ခရောက်ရမှာမဟုတ်လားမမစိမ်းများတို့အိမ်မှာခုန်နေရစဉ်ကကြီးတော်ဆန်ရှိတို့နဲ့ဖြစ်ရသည့်ပြဿနာတောင်နဲ့ဖြစ်ရသည့်ပြဿနာတွေကိုကြားသားပုံရသည်ထင် မင်းလေးဆိုတာဆန်လွန်းတော့လဲတကြွားကြွားထင်ကြယိုလွန်းတော့လဲတအားထင်ခံကြရတာမဟုတ်လားချီခင်ဆွတ်လို့ငှက်ဝန်ပိုးလို့ရေလိုင်းကြီးတိုင်းစီချင်ရွေးလဲမဖြစ်နိုင်မင်းလေးဆိုတာအနည်းမွေးရတယ်လို့အဝေးလဲကြိုင်ရပါပြန်စင်းစားကြည့်တော့မအိမ်ကံပါရီစားမရှိ အချို့ကိုချစ်ပြရင်လူစိတ်ကူးလေးရင်ရလာအောင်လဲမရှိခင်စီးတောင်ပိတ်လျက်လှေသွားခက်တဲ့မြစ်ဝဲကြီးလဲဖောင်တက်ခက်တဲ့ အမေတို့ပြောနေကြစကားတွေကအတိတ်ပဲရှိသည်မင်းလေးဆိုတာယူမိတဲ့လင်းနဲ့ညာရတယ်ဆိုတာကလေအခါလင်းလိုပေါ်တယ်ထားပါတော့လေအကိုကဖြစ်စေခြင်းဤဆိုအောင်တော့ကိုပြေသိန်းကတော့ရုပ်ရည်ချောမောသူပညာတတ်သူမြို့စုံမြို့နာကြီးပညာသူဆိုတော့သူကတော့မအင်ကန်တာချစ်ဦးလို့ပြောဝန်ပါမလားတင်ဦးဖြစ်မှတော့ရင်နှစ်လည်းမกินနိုင်မိနစ်လည်းမกินနိုင်သို့တော့မအင်ကန်မှာစိတ်ကူးလေးရှိသည် ရုပ်ချောတာမချောတာထက်အရေးကြီးတာကပညာတတ်ကြောင်းစရာဖြစ်နေခြင်းပဲကိုပြေသိန်းဟိုသာလက်ခံလိုက်ရင်ဆရာကတော်ဖြစ်ရဖို့သာရှိသည်တနေ့လုံးတစ်ရွာလုံးကလေးစားကြည့်ညိုရသောကြောင်းဆရာ ထိုကြောင်းဆရာကြီးဇနီးကဆရာကတော်ပေါ်ဖဆင်းကွန်တော်ကင်ရသည်နီရွာသားကိုယူလိုက်ရသည်ရွှေမုံဘွားတန်တာကြီးတာဖို့တာရှိပါဆိုပင်ဆိုတော့လဲမလန်းရမှာတော့အဒီပဲမရှိမဟင်ကန်ကစာကိုခေါအောက်ထိုးထားလိုက် ဖတ်လိုက်စဉ်းစားလိုက်ဘယ်နည်းရှိမှန်းပင်မသိတော့အောက်ထပ်ကိုဆင်းလာတော့လူတန်းသူတန်းနေကြနေရသည်ဘသူတွေများပါလဲဆရာကြီးနှင်းရွာသားချုပ်ဒီခါတော့ဆရာကြီးခမရအမြင်မပါတော့သူမြင်ကြီးကလည်းအဖေမြင်ကြီးစိန်ပွင့်လို့အိုလှရောမီအဖေနဲ့စကားလက်ဆုံးကြားနေတာမြင်လိုက်ရတော့နည်းနည်းတော့အံ့ဩရပါ යි အဖေနဲ့ဆရာကြီးကပြသာသလန်တန်တလန်မဟုတ်လားအခုတော့ လက်ဖက်တရက်လဲချာကခေါင်းချင်းဆိုင်နေကြပြီရေးကြည့်ပုံလဲရပါ යි အမေနဲ့မလာအောင်တော့မရှိမဟင်ကန်ဆင်းလာတော့အဖေကလှမ်းကြည့်သည်အဲ့တဲ့တွေအတွက်ကွန်စေးရင်ွေးကလေးချပါအောင်ခိုင်းလိုက်ခြင်းဖြစ်သည်မဟင်ကန်ကပြေဆောင်အောင်ဧကန်ပြီးတော့မှလူကြီးဝိုင်းနာဝင်ထိုင်ရပါ යි အဲ့ဒါပဲတကြီးအခုဟာတော်တော်ကလေးကိုရှုပ်ထွေးစရာလည်းဖြစ်နေပြီကျုပ်ကအင်္ဂလိပ်ကိုလည်းကြိုက်ခဲ့တာမဟုတ်ဘူးအခုဂျပန်အစိုးတာတီကိုလည်းကြိုက်စရာမရှိဘူး ခုဟာကငကန်းတေလို့ငဆွေရောက်လာတာမျိုးပဲတတိပရိယာမျောကြနေပြုဒါပြောချင်လို့လာခဲ့တာပဲဆရာကြီးဟာကွန်းတရားအရာစာရင်စကားအနာသက်သည်မဟင်ကန်ကရှာလာမကြည့်လားမခွဲလိုက်တော့ဆရာကြီးကိုစကားအနှစ်လောက်ပြန်မေးရသည်ဆရာကြီးကခေကာလာအချိန်နေတွင်မကောင်းတော့ကြောင်းရွာတွေမှာရွာကင်းနေဖွဲ့ကြဖို့လိုအပ်လာပြီဖြစ်ကြောင်းစူးစီးရိုးတွေကာယံပြီးအရေးကြောင်းဖြစ်လာလင် တန်ချောင်းခေါက်ချက်ပင်းရန်ကိစ္စတွေပါပြောပြနေခဲ့သည်ဒီနေ့နေ့စံလေးကဒုတိယပါစစ်ချင်းနေပို့ဆိုးလာတာလဲပါပါ BIA တပ်များတိုင်းပြည်တောင်ဘက်စီကဝင်နေကြပြီဆိုတာလဲပါဂျပန်တပ်တွေဝင်လာချိန်မှာအင်္ဂလိပ်တပ်တွေရန်ကုန်မြို့ကစုခွာနေကြတာလဲပါအင်္ဂလိပ်ကစစ်ဆုပ်တာရွရွဆုပ်တာမဟုတ်ဘူးငါမြင်မျိုးတွေကိုဖျက်ဆီးပြီးမှစုတ်ကြတာတဲ့ဂျပန်ကလည်းအထက်ပိုင်းကိုတက်လာပြီတဲ့အင်္ဂလိပ်နဲ့ဂျပန်ကြီးကြုံတဲ့နေရာတိုက်နေကြတာပဲ ဂျပန်နေရောက်လာပြီပေါ့အဲ့ဒါလိုလားဆရာကြီးအေးကွက်ဒီနေ့တပေါင်းလာထဲမှာပဲညာကုန်မှာစစ်ယုံဖွင့်လိုက်ကြပြီမြန်မာဘိုးတွေပါတဲ့ BIA ရဲ့တပ်တွေကလည်းဂျပန်နဲ့ပူးပေါင်းပြီးစစ်ထွက်နေကြတယ်ဒီနေ့တကြံပြီးမှ BIA နဲ့အင်္ဂလိပ်စစ်တပ်မိထီလာမှာတိုက်ကြတယ်အဲ့ဒါဟုတ်ပါပြီမှန်ရင်ကန်တို့ရွာတွေကိုရောက်နိုင် ရောက်လာနိုင်လို့လားအခုနောက်ဆုံးရတဲ့တည်င်းရတော့ဂျပန်နေရ BIA တက်ကိုဖြတ်ပြီး BDA ဆိုတာကိုပြင်မနာမှာဖွင့်ဖို့လုပ်နေကြတယ်။ ပြင်းမနာဆိုသည့်နာမည်ပါလာတော့မအင်ကန်အကိုကိုတတိယလိုက်သည်အဲ့ဒီ BDA ဆိုတာမှများအကိုလုံးလုံးနေတာလား BIA ရော BDA ရောဆိုတာကတော့ပါလေအင်္ဂလိပ်ခေါ်ဝေါ်ရီကိုမအင်ကန်နာမလဲဥတာထံကတော့မြန်မာပြည်ကျောက်ကရင်းနှွေးချမ်းခွက်ထဲမှာထောင်နေသောလဖက်ချောက်ရိုးကိုငင်းနေသည်ကလွယ်ရင်အခြားဘာတစ်ခုမှလည်းမပြောဘဲရှိနေပါ යි အခုကဂျပန်စစ်အုပ်ချုပ်ရေးအာမှာပလေးတက်ဖွဲ့ဖွဲ့ထားပြီးပလေးထဲဝင်ချင်းကြသူတွေကိုလည်းခေါ်နေကြတယ် ကျုပ်ထင်တာကတော့ဂျပန်ကတော့ရှင်းလိုက်မယ်ထင်တာပဲ။ကင်ကင်ကျုပ်ပြန်မယ်တကြီး။ကျုပ်တို့ရွာတွေကတော့အချင်းချင်းကြောက်ကက်ဖို့ပဲ။ကျုပ်ကြားသလားတော့ဂျပန်နေကအင်တန်ရက်ဆက်တဲ့တဲ့ဗျာ။ဆရာကြီးလည်းကရွာလန်းကိုကိုရိမ်မာရထားချင်းဖြစ်၍ဆရာကြီးဝင်လာတော့ကမအိမ်ကန်လှည့်တံကြားလိုက်ရချင်းဖြစ်။ဆရာကြီးတို့ပြန်သွားတော့ဝင်းဝါထီမိန်ကန်လိုက်ပို့ပြီးပြန်ဝင်လာခဲ့သည်အဖေကတော့စောစောကတိုင်းငင်လျက်ရှိမိန်ကန်ကအဖေပြန်ထိုင်လိုက်သည် ဖေးကြည့်ရတာစိတ်ချမ်းသာဖို့မပေါ်ဆရာကြီးဗားလေးများပြောသွားပါလိမ့်မယ့်အင်ကန်ကိုပြောပြသလောက်တော့တိုင်းရင်ပြည်ရေးသားဖြစ်၍ဆောင်းချမ်းကုန်းနေတော့တိတ်ကြီးဆိုင်လာသည်မဆိုသာအခုလည်းအင်္ဂလိပ်တွေဆုတ်သွားကြပြီလေဂျပန်နေဝင်လာပြန်ပြီလေအင်္ဂလိပ်ကိုမုန်တီးခဲ့တော့ကိုမောင်မြတ်သားတို့ကဂျပန်နေကိုကြိုက်ကြရလားမယ့်အင်ကန်ဘာမှတော့တည်လာသည်မဟုတ် သို့တော့ ိုင်ရေးပြည်ရေးဒီခါတိုင်းလို့မဟုတ်တော့တာကိုတော့မယင်ကန်ရေးစားမိပါဂျပန်နေဆိုတာမယင်ကန်တို့ရွာတွေရောက်လာနိုင်တယ်ပေါ့ဟုတ်လားဖေရောက်ချင်လဲရောက်နိုင်တာပေါ့သမီးရဲ့သူများတိုင်းပြည်လာချေချမှာတော့ပော့ပော့တွက်လို့မရဘူးပေါ့ကြီးအဖေဆိုရင်ဒါဆရာကြီးပြောတဲ့စကားတစ်ခွန်းပဲတကြီးတနက်ကိုဂျပန်ကအမှုလုပ်လာနိုင်တယ်တဲ့ဒါမှန်တယ်ကွခတ်တာကတခြားမှာတွားထားပြန်တော့လေမလို့ရင်မိခိုးကြွက်ရှောက်ပြန်မှာဆိုရသေးတာကိုတနက်ကဘာဖြစ်လို့လဲဖေရဲ့ အင်္ဂလိပ်ကပေးတဲ့တနတ်ကိုတမီးရဲ့ဒီတနတ်ကထပေါက်မှာစိုးမှာပေါ့ရွာကအမှုပွဲစားကြော်တင်ကမြို့ကသူ့ဆရာရှိနေအာကိုနဲ့ရဲ့ရွာအုပ်ချုပ်ရေးဝင်ဖို့လုပ်နေတဲ့တဲ့ပြီးခဲ့တဲ့လကစားပြီးစစ်ပန်းအစ်အုပ်ချုပ်ရေးဝင်ပြီးတာဖာမီးရစကားပြောနေကြတော့မှပြီးမေပန်းယုံနဲ့မလာအောင်တို့ပြန်လာကြသည်မေပန်းယုံကကြီးတော်ဆန်ရွှေတို့တာလေးယောက်ျားလေးရှင်ဘက်ကမောင်သားအောင်နဲ့မရွှေမုံတို့နားဖောက်ပြီးကြကြ ရရွာလူကြီးသူမတွေကိုခေါ်ယူတည်ပွေပွဲကိုသွားချင်းဖြစ်ကြောင်းဦးသားထံကိုပြောပြနေသည်ဒါကလည်းဆောင်ချမ်းကုန်းမှာဒလီရှိသည်စေဆက်ကြောင်မြန်ချင်းကတော့ခေါင်းကောက်ဖိတ်ထားသောလူကြီးဆောင်ရာပါတက်ကြတော့လဲမင်္ဂလာပွဲမချင်းပါမီတလားလောက်လိုမှပြုလို့သည်လူကြီးသူမအတိပွေပွဲမှာတော့ရွာကအထင်ကြီးချီကြသူတွေကို ဖိတ်ကြားလေးရှိကြသည်ဒီလိုပွဲမှာမင်္ဂလာရက်ကိုပါခြားပြအတိပေးကြသည်အပြင် တတ်နိုင်သူများကကဖီချိုတိုက်ကြွေးရဲ့ခံတက်ကြပါသည်မဲ့အင်ကန်နဲ့ငါရောကဖီချိုနှစ်ခွဲဆင့်တောက်လာခဲ့တယ်မြင်းချာကနှုတ်စီနဲ့အင်္ဂလိပ်ကဖီမုံနဲ့ရင်းနှွေးနဲ့ရောမွေထားတာပါ၏မင်္ဂလာဆောင်ရောက်ကဘဲရက်တဲ့တော့မလာအောင်မဲ့အင်ကန်ကမင်္ဂလာဆောင်ပွဲရက်ကိုမေးလိုက်ချင်းဖြစ်သည်တရင်ကျပြီးမှပါ යි ပုံကြီးလိုပါသေးတယ်ပတ်စံရှိတော့ထမိတာပေါ့ဘာလိမ့်မတော့ မိတယ်လည်းမဟုတ်ပါဘူးလှအောင်ရဲ့။ကြောင်မြန်ပြီးတာဝမွင့်ခင်ကဆိုတော့ခမရအများရွာကိုအတိပေးနောက်ကြတဲ့ထင်မှဆိုးကြရှာတာပါ။အတိပေးရတဲ့ဟဲ့ဒီကာလသားနဲ့ဒီကာလသမီးမြန်ပြီးကြပါပြီရဲ့လို့ရွာရက်ကစောင့်ရှောက်ကြပါအဲ့ပါပေါ့။ရွာထုံးစံများအတိပေးမရှိပဲရှိပါမလား။မဟင်ကန်ကတော့မေပြောနေတာတွေပင်မကြားမိတော့စိတ်တေးတဝမ်းပွမ်းစူနေခဲ့သည်။ဒီကုလုံးကားငွေတွေကတချောင်းချောင်းထွက်လာသလိုလဲတချိန်ချိန်ကြိုက်လျက်ရှိ အဖေကတော့သူ့ခန်းကလေးထဲဝင်သွားခဲ့ပြီမဲရင်ကလည်းအိမ်ပေါ်ပြန်တက်လာခဲ့ရပါရင်ရင်ကတော့လှိုင်းထန်နေစိမ့်ခေါင်းအောက်ကစာကိုပြန်ထုတ်ပြီးဖမ်းမိပြန်သည်ကိုပြေသိန်းသူကတော့ပဲရောက်သွားပြန်ပါလေမဲရင်ကံကိုမြတ်တာရှိတာကိုမောင်မြတ်တာကတော့ရင်မြည်တည်းမဲရင်ကံကလည်းရင်မြည်ပါရဲ့နှုတ်ကဖွင့်မပြောသေးတော့လေလုံးနေထဲကချစ်ရိတ်ချင်းဝဲတွေကိုမဲရင်ကံတွေ့နေရပါ යි ចမ်းကြလေးကြယောက်ျားဆိုတာ အပေါ်ရန်ပြားရည်ချွဲဝမ်းထဲတန်ကောက်ဆွဲတယ်ကိုပြေသိန်းကတော့အဲ့လိုမဟုတ်တန်ရပါကိုပြေသိန်းရင်လွားလိုက်တာတော့ကြော်ကစပယ်ကောင်းတဝင်းဆိုတာမျိုးပါမဟင်ကံမျက်လုံးလေးကိုမိထားလိုက်သည်မျက်စိထဲမှာတော့မြင်းတစ်ခါကိုကစုံဆိုင်စီလာသည် ကိုပြေသိန်းမြင်းခွာတန်းနေမြင်းခွာတန်းနေဖုံထထောင်ထောင်ထကြံခဲ့သောဖုံလုံးကြီးတွင်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်